ညီမငယ်လူငယ်တွေအတွက်ပေါ့နော်လူငယ်တွေအတွက်20ကျော်30အောက်တရာတော့ရတယ်တရက်ကို coffee 6လုံး9လုံးပဲဟိုကျုပ်6လုံး9လုံးစားကျုပ်အပြုတ်ပဲပေါ့နော်ကြော်လို့မရဘူးအဲ့ဒါနဲ့ coffee တောက်တနေ့ကိုမမစားနဲ့ရေတောက်ရတယ်ဝိတ်ကြတယ်ဟိုဒါပေမဲ့သူကတော့ပြင်းပြင်းထန်ထန်လုပ်လို့မရဘူးပေါ့နော်ကျွန်တော်ဆိုရင်ဒါလုံးလုံးနေတဲ့သူကတော့မလွယ်ဘူးဟိုကျုပ်6လုံး9လုံးစားလို့ရအနှစ်ကောစားလို့ရရနော်6လုံးအောက်ထက်6လုံး6လုံးနဲ့9လုံး8လုံးဒီစား ဒါပေမဲ့ရေပဲတောက်ကော်ဖီပဲတောက်ရေတောက်ကြက်ဥစားကော်ဖီတောက်ရေတောက်ကြက်ဥစားကော်ဖီတောက်ဒါလားပေါင်နေစံမို့30လည်းပြုတ်တယ်ဘာမှလည်းမဖြစ်ဘူး no side effect ဖြစ်တစ်ခါလေးအသားစားအသားကို state ပဲမီဒီယံလို့ခေါ်တာပေါ့နော်မကြက်တစ်ချက်ကိုပြောတာမီဒီယံဆိုတော့ကျွန်တော်တို့ကဒီမှာလူမျိုးတွေကကြော်တာကိုစားတာကြော်တာစားတာအမအမဲကြော်စိတ်ကြော်ဝက်ကြော်အဲ့လိုတော့ကြော်တာတွေမစားနဲ့ state b state ဟိုမှာနော် state ဆိုရင်လေဟိုပေါ့ချော့ဆိုရင်လေသူကတအားဝက်သားတော့ကြက်အောင်ချမ်း sorry ဝက်သားတော့ကြက်ချမ်း chop လုပ်တယ်ဆိုရင် European စားဆိုလဲဝက်သားဆိုလဲအချက်ချက်ရတယ်။သူကဟို beef steak ပဲကြာတော့ medium လို့ခေါ်တာပေါ့နော်မကြက်တကြက်အသားလေးပါတာမျိုးအဲ့လိုမျိုးစားလို့ရတယ်။အဲ့ဒါ weight လုံးဝမတူဘူး။ no carbohydrate ပဲလေ။အဲ့ဒါနှစ်နှစ်လောက်စားပေါင်းချထားပါ။ဒါပေမဲ့ဟိုကိုကတော့ payment man မလုပ်ရတဲ့သူတွေကောင်းတာပေါ့လူငယ်တွေအတွက်ကတော့ weight ချလို့အရင်စင်ပြီ။ဟိုဘာမှလည်းလုံးဆံမဘာမှလည်း stress မရှိဘူး။အေးဟိုကအေးကျုပ်6လုံးစား။ဒီက6လုံးစားချင်း9လုံးစား။နော်အဲ့ဒါစားရေတောက် coffee တောက် coffee ကဘာမှမထက်နဲ့ plain ပဲ။ ကြားမထဲနဲ့เนาะဘာမှမထဲနဲ့ကော်ဖီပဲပလိန်ဆိုတော့ကော်ဖီနဲ့ရေနွေးနဲ့ပဲရွာငန်ကော်ဖီလေးကိုနှက်တာရွာငန်ကော်ဖီရလဲအျော်နော်တွေမလောက်နဲ့တကယ်ရွာငန်ကအစစ်ဆိုရင်ဒါလုံးဝသိတာတယ်လုံးဝအစာထိုင်နိုင်တယ်နောက်ပိုင်းကျတော့ရောတွေလာကျွန်တော်လည်းမသိဘူးအများကြီးလာပြကြတယ်မဟုတ်ဘူးကော်ဖီစစ်စစ်ကဘာလည်းမမရောထားဘူးတော်တူပလိန်ပဲလာတယ်เนาะအဲရွာငန်ကော်ဖီဒီစိတ်တက်ပြီးတိုင်းနဲ့အစစ်မဟုတ်ဘူးเนาะတေချာဆုတ်ကိုတေချာသွားတေချာလေးလာပေါ့เนาะ ဟိုကျွန်တော်တို့ကျွန်တော်စေကန်တုံးမဲ့တုံးတာပါအပြင်လည်းကျွန်တော်မရောက်နိုင်ဘူးဆိုတော့အများကြီးလည်းမရနိုင်ဘူးလေကျွန်တော်စေကန်တုံးမဲ့ကျွန်တော်လူနာနဲ့ကိုကျွန်တော်မလောက်နေတာကော်ဖီရဲ့တော့ကျွန်တော်အပြင်လည်းကြောင်းဝင်လည်းမပြောဘူးကျွန်တော်စေကန်မှာပဲကျွန်တော်တုံးနေကျွန်တော်လည်းကျွန်တော်မြတ်ပဲ share လုပ်ပေးတယ်ကျွန်တော်ပြောတဲ့အိပင်ကဟိုကျွန်တော်လည်းအဆက်အများကြီးမရနိုင်ဘူးလေသူကပြောပြီးပြီရဲ့ထွက်သမျှတန်ချိန်လေးလားထွက်သမျှတန်ချိန်တဝက်ကျော်လောက်ကတယောက်ကတင်းသွားတာလို့နောက်တယောက်ကတင်းသွားပြီးဒီကိုပြန်ပို့မှာပဲလေ roast တော့ပါလို့ရဲ့အဲ့တော့အမုံတေချာလို့ပြန်လုတ်ပေးလိုက်မှာပဲဒီမှာတော့ ဟိုရဖို့နေနဲ့အဆက်ရဖို့နေနဲ့ခက်တယ်လို့ဒါတို့ရွာငယ်ပြည်သားလူတွေသိနေမှာပေါ့နော်ကော်ဖီစစ်စစ်ကတို့တော့မှဟိုဟိုဘယ်လိုပြောမလို့အများကြီးမရနိုင်ဘူးလို့ထင်ပါတယ်အဲ့တော့သတိထားရတယ်ကော်ဖီရွာငယ်ကော်ဖီစစ်စစ်မရနိုင်ဘူးဆိုရင်တော့မတန်တော့ကော်ဖီလို့တဘာဝကော်ဖီဒေသထွက်ကော်ဖီတွေရှိပါတယ်အပြင်းဝင်ကော်ဖီရှိတယ်ချင်းကော်ဖီရှိတယ်ပင်လောင်းဘတ်တွေလည်းကော်ဖီထွက်တယ်အဲ့အဲ့လိုပြောပြချင်တာရွာငယ်ကော်ဖီမှမဟုတ်ဘူးကွာတေချာတော့ရွာငယ်ရွာငယ်နေတဲ့လူတွေသူကျွန်တော်ပြောရမယ် ဆိုတာသူတို့ပြောလာတော့တဝက်လောက်ကတော့သူတို့ကအဲ့လိုတယောက်ကတိမ့်သွားတာတယောက်တည်းတိမ့်သွားကြားဟုတ်တယ်တဲ့သိတယ်တဲ့သူတို့တော့မှားတယ်အဲ့လိုမျိုးဈေးကောင်းရတယ်မှညာပြောတယ်ကျွန်တော်ကြားဟုတ်တယ်လေအဲ့တော့စားလို့ရတယ်နော်ကျဲဦးနဲ့ရင်းနဲ့ပဲဒါပေမဲ့အဲ့လိုပြင်မဲ့လောက်ဆံမလို့ဆိုရင်ချအလုံးဝဝိကြတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးချကြည့်6လောက်